ဗလာဒီမာပူတင်ရဲ့စစ်ရန်နေရာကြီးအတွက်အဓိကထောက်ပံ့ရေးလမ်းကြောင်းကြီးတစ်ခုရုတ်တရက်ရပ်တန့်သွားပါတယ်။ဒီလမ်းကြောင်းကြီးကကီလိုမီတာ100နဲ့ချီရှည်လျားပြီးတန်မဏိတွေနဲ့နီးပညာပစ္စည်းတွေအဆက်မပြတ်သေဆောင်နေတဲ့လမ်းကြောင်းကြီးပါ။အန်ဩစရာကောင်းတာကဒီလမ်းကြောင်းကြီးကိုဒုံးကြီးနဲ့ပြစ်ပြီးရပ်တန့်လိုက်တာမဟုတ်ဘဲရိုးရိုးတာမန်အကောက်ခွန်အရာရှိတအုပ်ရဲ့ဆုံးဖြတ်ချက်နဲ့ရပ်တန့်လိုက်တာဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့ထရက်ကားနဲ့နောက်တွဲယာဉ်ပေါင်း8500ကျော်ဟာနေဆက်မှာတောင်းတင်နေခဲ့ပါပြီ။ကာဇက်စတန်အာနာပိုင်းတွေကစစ်ဆေးမှုတွေနဲ့ပစ္စည်းသိမ်းဆည်းမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာကြောင့် drone တွေ electronic စစ်ပစ္စည်းတွေ battery တွေအစိပ်ပိုင်းတွေအပါအဝင်စစ်ရေးအတွက်ရေးပါတဲ့ပစ္စည်းတွေဘာတစ်ခုမှဖြတ်တန်းဝင်မရတော့ပါဘူးဒီပြဿနာရဲ့အရင်းမြစ်ကတကယ်တော့ရုရှားဘက်ကစတင်ခဲ့တာပါရုရှားအနာပိုင်းတွေဟာကာဇက်စတန်နယ်စပ်ကိုဖြတ်လာတဲ့ကားတိုင်းကိုအသေးစိတ်စစ်ဆေးပြီးအရန်တင်းကျပ်တဲ့စီးကံတွေနဲ့မှဖြတ်တန်းဝင်ပေးခဲ့ရတာကနေစခဲ့တာပါဒီလိုရုရှားရဲ့တင်းကျပ်တဲ့လုပ်ရက်တွေဟာကာဇက်စတန်အတွက်အခွင့်အရေးဖြစ်သွားတယ်လို့ပြောရမှာပါတကယ်တော့ဒီကိစ္စဟာပိုပြီးနက်နဲပါတယ်ဘာကြောင့်လဲဆိုတော့ကာဇက်စတန်အစိုးရဟာ မော်စကိုရဲ့ဒေတာရင်းအနိုင်ကျင့်မှုတွေနဲ့စီးပွားရေးအရာဖိအားပေးမှုတွေကိုနှစ်ပေါင်းများစွာခံနေကြရတာမို့ပါသူတို့ဟာရုရှားနဲ့နှိစက်ပေမဲ့လည်းအမြဲတမ်းလိုလိုရုရှားရဲ့ဩဇာအာဏာအောက်မှာနေနေရတာကိုမနှစ်သက်ကြပါဘူးအခုလိုရုရှားကိုယ်တိုင်ကချမှတ်လိုက်တဲ့စီးကံအစ်တွေကသူတို့အတွက်မမျှော်လင့်ပဲလက်တုံ့ပြန်ဖို့အကောင်းဆုံးအကြောင်းပြချက်တစ်ခုဖြစ်လာခဲ့တာပါအရင်ကဆိုရင်ရုရှားကိုစန့်တင်တဲ့ဘလို့လောက်ရမျိုးမဆိုလွတ်လွတ်ကူကူလုပ်လို့မရပါဘူး။ဘာလို့လဲဆိုတော့ရုရှားနဲ့ကာဇက်စတန်ဟာတမိုင်းကြောင်းအရာရောစီးပွားရေးအရာပါအရန်ကိုနီနီဆက်ဆက်ရှိနေတဲ့နိုင်ငံတွေဖြစ်နေလို့ပါ။ ီလိုအခြေအနေမျိုးမှာရုရှားဘက်ကစတင်ပြီးတင်းကျပ်မှုတွေလှုပ်လာတဲ့အခါကာဇက်စတန်ဘက်ကလည်းနိုင်ငံတကာကချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလိုက်နာဖို့လိုအပ်တယ်ဆိုတော့ခိုင်မာတဲ့အကြောင်းပြချက်ကိုရှေ့တန်းတင်ပြီးတုံ့ပြန်ဖို့အခွင့်အကောင်းရလိုက်တာပါပဲ။ဒါကြောင့်ရုရှားရဲ့အရင်းအနှီးသုံးမဟာမိတ်လို့ယူဆခဲ့ရတဲ့ကာဇက်စတန်ဟာဒီလိုနယ်စပ်ကြီးရဲ့ရိုက်ခတ်မှုဖြစ်ပေါ်လာတဲ့ဗယံပဒါအခြေအနေကိုလျှို့ဝှက်လက်နက်တစ်ခုဖြင့်ကျွမ်းကျင်စွာအသုံးချလိုက်တာပါ။ပြောရရင်သူတို့ဟာရုရှားကိုတိုက်ရိုက်ဆန့်ကျင်တာမျိုးမဟုတ်ဘဲနိုင်ငံတကာဥပဒေကိုလိုက်နာပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရုရှားရဲ့အားနည်းချက်ကိုထိထိရောက်ရောက်တိုက်ခိုက်လိုက်တာပါပဲအထူးသဖြင့်အော်တိုဘားလ၈ရက်2025ခုနှစ်မှာကာဇစတန်ရာရှိတွေရဲ့လုပ်ရက်ကတကယ့်ကိုအထီးကကြပါတယ်သူတို့ဟာတရုတ်ကနေရုရှားဘက်ကိုလာတဲ့နီးပညာပစ္စည်းအပြည့်အဝတင်ဆောင်ထားတဲ့ trucker အလုံးကိုထိထိရောက်ရောက်ပိတ်ပစ်လိုက်ပါတော့တယ်ဒီလိုလုပ်ရတာဟာလွယ်တော့မလွယ်ပါဘူး trucker စီးရေဘလောက်တောင်ပိတ်မိနေတယ်ဆိုတာကိုစဉ်းစားကြည့်ပါဒီပစ္စည်းတွေထဲမှာရုရှားရဲ့စစ်ပွဲအတွက်မရှိမဖြစ်လိုအပ်တဲ့ microchips တွေ drone စိတ်ပိုင်းတွေနဲ့စစ်ဘက်ဆိုင်ရာသုံးပစ္စည်းတွေပါဝင်နေတာဖြစ်နိုင်ပါတယ် ီလောက်ရက်ဟာရုရှားရဲ့စစ်ရေးထောက်ပံ့မှုအတွက်အရေးပါတဲ့သွေးကြောတစ်ခုကိုဖျက်တောက်လိုက်တာနဲ့အတူတူပါပဲစစ်ပွဲဆင်နွှဲနေတဲ့ရုရှားအတွက်ဒီလိုနည်းပညာပစ္စည်းတွေရပ်တန့်သွားတာဟာအင်ပဒန်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါကာဇက်စတန်ရဲ့ဒီလိုရဲရင်တဲ့လှုပ်ရှားမှုဟာရုရှားပေါ်သူတို့ရဲ့စီးပွားရေးအရာမိခုံမှုကိုရှော့ချဖို့နဲ့နိုင်ငံတကာအတိုင်းဝိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ချုပ်ချာအာဏာနဲ့လွတ်လပ်တဲ့ရည်တည်ချက်ကိုပြသဖို့အတွက်အလွန်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ကာဇက်စတန်ရဲ့ဒီဆုံးဖြတ်ချက်ဟာတည်ယူပို့ဆောင်ရေးဆိုင်ရာအိမ်မက်ဆိုးကြီးတစ်ခုကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပြီး ဒီအကျိုးဆက်ကကီလိုမီတာတောင်းတဲ့ချီကျဲပြန့်တဲ့နေရာအထိကိုပြန့်နှံ့သွားခဲ့ပါတယ်။ဂျိုလူတပ်ပုံတွေနဲ့ဒေသခံတွေရဲ့ဗီဒီယိုတွေထဲမှာဆိုရင်ဒီအခြေအနေရဲ့ဆိုးရွားမှုကိုမျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။ကာဒစတန်ရဲ့အဆုံးမဲ့မြက်ခင်းပြင်ကျဲကြီးတွေပေါ်မှာမိုင်ပေါင်းများစွာရှိတဲ့ကားလမ်းကြီးတွေဟာအကူအညီမဲ့သွားစောင့်ဆိုင်နေကြတာကိုတွေ့ရပါတယ်။ကိန်းကနန်းတွေအရာအစာပိုင်းမှာယာကနန်းလောက်ပဲရှိတဲ့ကားတွေကနေထောင်ကနန်းအထိတိုးလာပြီးနောက်ဆုံးမှာလွတ်လပ်တဲ့တဲယူပို့ဆောင်ရေး platform တွေနဲ့ကာဇက်စတန်လွှတ်တော်အမတ်တွေကိုယ်တိုင်အတီးပြုတ်ချက်အရာကားစီးရေ8500ဆိုတဲ့ မယုံနိုင်စရာအရေးအတွက်ထိရောက်ရှိသွားခဲ့ပါတယ်။ကားမောင်းသမားများစုဟာစစ်ဆေးခံရမှာကြောက်လို့ကားပါကင်တွေထဲဝင်ပုန်းနေကြသလိုတချို့ကလည်းမွန်ဂိုလီးယားကနေဖြတ်တဲ့တခြားလမ်းကြောင်းတွေကိုအပူတပြင်းရှာဖွေနေကြပါတယ်။ဒီပြဿနာရဲ့အလဲဘဟုမှာပိတ်မနေတဲ့သူတွေကရုရှားနဲ့ကာဇက်စတန်လူမျိုးတွေကြီးပဲမဟုတ်ပါဘူး။ရင်းနှင်းကြီးရဲ့တိတာတဲ့စိတ်ပိုင်းတစ်ခုမှာပစ္စည်းတွေကိုတိုက်ရိုက်တယ်လာတဲ့တရုတ်ကားမောင်းသမားတွေလည်းပါဝင်နေပါတယ်။တကယ်တော့ကာဇက်စတန်ရဲ့ဒီလုပ်ရဟာရုရှားအတွက်ကပ်ပီးကြီးတစ်ခုလိုပဲပြောရမှာပါ။အနောက်နိုင်ငံတွေရဲ့တန်ခတ်ပိတ်ဆို့မှုတွေအောက်မှာ ရုရှားရဲ့ရှင်သန်ရေးမဟာဗျူဟာကအပြိုင်တင်သွင်းမှုဆိုတဲ့စကလုံးတစ်လုံးပေါ်မှာသာအဓိကအခြေခံထားတာဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲစတင်ပြီးအနောက်နိုင်ငံတွေရဲ့မကြုံစဘူးပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါရုရှားဟာခေမီနီးပညာနဲ့စက်မှုကုန်ပစ္စည်းတွေရရှိဖို့လမ်းကြောင်းတွေလုံးဝပိတ်ဆို့ခံလိုက်ရပါတယ်။ဥရောပ၊အမေရိကန်နဲ့ဂျပန်ကလာတဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေနဲ့ဆက်ပစ္စည်းတွေဟာရုတ်တရက်ပြတ်တောက်သွားခဲ့ပါတော့တယ်။ဒီလိုအခြေအနေမှာတရုတ်နိုင်ငံကကယ်တင်ရှင်ဖြစ်ဝင်ရောက်လာခဲ့ပြီးရုရှားဟာနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုရှောင်ကွင်းနိုင်မှု အပြိုင်တင်သွင်းမှုလို့ခေါ်တဲ့ကြီးမားတဲ့ကွန်ရက်တစ်ခုကိုတည်ထောင်ခဲ့ပါတော့တယ်။ဒီကွန်ရက်ရဲ့အဓိကသွေးကြောလိုင်းတွေကတစ်ခုကတော့တရုတ်ကနေကာဇစတန်ကိုဖြတ်ပြီးရုရှားထိသွေးတန်းထားတဲ့ကုန်းလမ်းကြောင်းပဲဖြစ်ပါတယ်။ထောင်ထဲချီတဲ့ truck ကားတွေဟာ microchips တွေ၊အာယုံကံကိရိယာတွေ၊အထူးပြုစက်ပစ္စည်းတွေ၊ drone စိတ်ပိုင်းတွေနဲ့အရက်ဘတ်သုံးရောစစ်ဘတ်သုံးမှာထုတ်လုပ်တဲ့ခင်မီအီလက်ထရောနစ်ပစ္စည်းတွေလိုအရေးကြီးတဲ့အစိတ်အပိုင်းတွေကိုတည်ဆောင်လာခဲ့တာပါ။ဒီပစ္စည်းတွေဟာရုရှားရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းအတွက်အသက်သွေးကြောပါပဲ။ ူတို့မရှိရင်ရုရှားတန်ကားတွေစစ်မြေပြင်မှာပိတ်မိနေပါလိမ့်မယ်။ဒုံးကျည်တွေထုတ်လုပ်နိုင်မှာမဟုတ်သလိုမောင်းသူမဲ့လေယာဉ်တွေလည်းပြန်တန်းနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကာဇက်စတန်ရဲ့ပိတ်ဆို့မှုဟာရုရှားရဲ့စစ်ရေးစွမ်းရည်ကိုတိုက်ရိုက်ထိခိုက်စေမယ့်အလွန်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။တကယ်တော့ဗလာဒီမာပူတင်ရဲ့စစ်ရန်တရားတွေအသက်သွေးကြော်လို့ပြောနိုင်တဲ့ဒီထောက်ပံ့ရေးလိုင်းကြီးဟာလုံးဝမမျှော်လင့်ပဲပိတ်ဆို့ခံလိုက်ရခြင်းရဲ့အဓိကဇလန်းကပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ဒီပြဿနာဟာရုရှားအောက်ခွန်အရာရှိတွေရဲ့လုံရက်ကနေစခဲ့တာပါ။ သူတို့ဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုခံရတဲ့ဒါမှမဟုတ်စစ်ဗန်နဲ့ရက်ဗန်နှမျိုးသုံးလို့ရတယ်လို့တန်တရားရှိတဲ့ကုန်ပစ္စည်းအလုံးဒီဘက်ကိုအသေးစိတ်စစ်ဆေးရာကနေစခဲ့တာပါဒီလိုမျိုးအစ်စစ်ဆေးခံရတဲ့လုပ်ငန်းစဉ်တွေဟာရက်တွေတခါတရံရက်သက်ပတ်တွေအထိကြာမြင့်ခဲ့ပါတယ်ဒီလိုချိန်ဆွဲတဲ့စစ်ဆေးမှုတွေရဲ့အကျိုးဆက်ကတော့ပစ္စည်းပို့ချိန်ကိုရက်သက်ပတ်တွေနဲ့ချီကြာမြင့်စေခဲ့တာပါပဲဒါအပြင်ရုရှားဆက်မှုလုပ်ငန်းတွေအရေးပါတဲ့အစိတ်ပိုင်းတွေနဲ့ကုန်ကျန်းစီးဆင်းမှုကိုပါရပ်တန့်စေပြီးထုတ်လုပ်ရေးကိုရပ်ဆိုင်သွားစေခဲ့ပါတယ် ရုရှားစစ်ရုံတွေဟာလိုအပ်တဲ့အစိတ်ပိုင်းတွေကိုစောင့်နေခဲ့ရပြီးအဲ့ဒီအစိတ်ပိုင်းတွေကိုတော့ရုရှားနယ်သမားရှိတဲ့ရုရှားကောက်ခွန်အရာရှိတွေကတစားကန်ဖြစ်ဖမ်းဆီးထားတယ်လို့ဖြစ်နေခဲ့တာပါပဲ။ဒါဟာရုရှားကိုယ်တိုင်ကသူ့ရဲ့စစ်ရေးဆက်မှုလုပ်ငန်းကိုနှိမ့်ကွေးအောင်လုပ်လိုက်တာနဲ့အတူတူပါပဲ။နေဆက်ကဒီပြဿနာဟာတာမန်ရင်ကျော်ပိတ်ဆို့မှုမဟုတ်ပါဘူး။ဒါဟာနောက်ကွယ်မှာကစားနေတဲ့တန်တမန်ရေးရာစစ်တူရင်ဘွဲရဲ့အလွန်ရှုပ်ထွေးတဲ့အရာလက်တစ်ခုပါ။ဒီတေယူပို့ဆောင်ရေးကပ်ပေးကြီးကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းကတော့အနောက်နိုင်ငံတွေအထူးသဖြင့် အမေရိကန်ရဲ့ပြင်းထန်တဲ့တန်မာရေးရာဖိအားပေးမှုတွေနဲ့ဒုတိယဆင့်ပိတ်ဆို့မှုတွေလုပ်မယ်ဆိုတဲ့ချိန်ချောက်မှုပဲဖြစ်ပါတယ်။ဒီချိန်ချောက်မှုကကာဇက်စတန်လိုရုရှားရဲ့တမယိုးကြဩဇာလွှမ်းမိုးမှုအောက်မှာရှိတဲ့နိုင်ငံတွေကိုပါရှိရွယ်ခဲ့တာပါ။ဒီလိုချိန်ဝင်ရှာနှိမ့်ရမယ့်အခြေအနေမျိုးမှာကာဇက်စတန်ဟာကိုယ်နိုင်ငံရဲ့စီးပွားရေးကိုကာဝယ်ဖို့နဲ့အရေးပါတဲ့အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးမထိခိုက်ဖို့အတွက်ရုရှားကိုစတေးခဲ့ရပါတယ်။ဒီဆုံးဖြတ်ချက်ဟာကာဇက်စတန်ရဲ့နိုင်ငံသားရေးမူဝါဒမှာအရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုပါပဲ။ဒီအခြေအနေကပူတင်နဲ့ရှီကျင်းဖြစ်လို့ကြေညာထားတဲ့ အကန့်အသတ်မရှိတဲ့မိဖက်ဆက်ဆံရေးဆိုတာတကယ်တော့ဘယ်လောက်ထိတောင်အတူအောင်ဖြစ်ပြီးတယောက်နဲ့တယောက်ယုံကြည်မှုကင်းမဲ့နေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသက်သေပြလိုက်သလိုပါပဲရုရှားဘက်ကဒီလိုတင်းကျပ်တဲ့ထိန်းချုပ်မှုတွေဆက်လုပ်ရတဲ့အကြောင်းရင်းကလည်းအကြောင်းပဲမဟုတ်ပါဘူးသူတို့ဟာအနောက်နိုင်ငံတွေရဲ့ဒုတိယအဆင့်ပိတ်ဆို့မှုတွေကိုကြောက်တဲ့တရုတ်ကုမ္ပဏီတွေကထိလွယ်ရှလွယ်ပစ္စည်းတွေကိုရုရှားစီမပို့တော့တာဒါမှမဟုတ်အရွေသွေးမမီတဲ့ပစ္စည်းတွေပို့နေတယ်ဆိုတဲ့တန်တရားကြောင့်ဒီလိုလုပ်ခဲ့တာပါတနည်းအားဖြင့်မော်စကိုဟာပေကျင်းကသူတို့ကိုလှည့်စားပြီး လုံလောက်တဲ့အထောက်ပံ့မပေးဘူးလို့စိုးရိမ်ပူပန်နေခဲ့တာပဲဖြစ်ပါတယ်။ဒီအချိန်တွေကရုရှားကိုထိခိုက်စေအောင်သာမကတရုတ်နိုင်ငံအတွက်လည်းနစ်နာမှုတွေရှိစီပါတယ်။နေဆက်မှာစောင့်နေရတဲ့ truck ကားတိုင်းဟာတရုတ်အတွက်ဆုံးရှုံးမှုတစ်ခုပါပဲ။တရုတ်ရဲ့ရဝန်းနဲ့ပိုလန်မှာစီမံကိန်းရဲ့အရေးကြီးဆုံးကုန်လမ်းကြောင်းတွေကတခုဟာသူ့ရဲ့မဟာမိတ်ဖြစ်သူရုရှားရဲ့အရေးချင်းမရှိမှုနဲ့တန်တရားလုံခဲ့မှုတွေကြောင့်လုံးဝပိတ်ဆို့ရပ်တန့်နေခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာပူတင်နဲ့ရှီကျင်းဖင်တို့နိုင်ငံနှစ်ခုရဲ့အကျိုးစီးပွားဟာအပြည့်အဝထပ်တူမကြဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ ရုရှားရဲ့လုံခြုံရေးစိုးရိမ်ပူပန်မှုတွေနဲ့ပြည်ရင်းဘျူရိုကရေစီကြောင့်တရုတ်ရဲ့အေယာမကုန်သွယ်ရေးစီမံကိန်းကြီးကိုပါထိခိုက်စေခဲ့ပါတယ်။ဒီအခြေအနေကနေဖြစ်ပေါ်လာတဲ့ဇက်တိုက်တက်ရောက်မှုကိုနားလည်ဖို့အတွက်အရေးကြီးတဲ့အခြေအနေအကြောင်းရက်တရက်ကိုအရင်ဆုံးကြည့်ကြရအောင်ပါ။အနောက်နိုင်ငံမှာဒီဇိုင်းထုတ်တာပြီးတိကျမှုမြင်မာတဲ့ FPGA microchips တခုရှိပါတယ်။ဒီ silicon များလေးဟာခင်မီလက်နက်စနစ်တခုရဲ့အုံနောက်ပါပဲ။သူက Escander ဒုံးကြီးကိုပြစ်မှတ်ရှာတွေ့စေတာ All-in UAV ရဲ့ကင်မရာကိုတည်ငြိမ်စေတာ ဒါမှမဟုတ် T90M တင်ကားရဲ့ပြစ်ခတ်မှုထိန်းချုပ်ရေးစနစ်ကိုပြစ်မှတ်ပေါ်မှာလော့ချစီနိုင်တဲ့စွမ်းဆောင်ရည်မြင့်ဉာဏ်ရည်တုနည်းပညာပါပဲဒီအရေးပါတဲ့ chips ပြားတွေကတရုတ်နိုင်ငံရှန်ကျင်းမြို့ကအမည်မဖော်လိုတဲ့ဆက်ယုံတရုံကနေစတင်ပါတယ်ဒီ chips ပြားတွေကိုအရက်ပတ်သုံးပစ္စည်းတွေကြားထဲမှာစက်မှုလုပ်ငန်းသုံးအလိုလျောက်ထိန်းချုပ်ရေး unit ဒါမှမဟုတ်စေးဘက်ဆိုင်ရာကရိယာအစိပ်ပိုင်းဆိုတဲ့ဒစိမ့်တွေကပ်ပြီးတေချဖုံးကွယ်ထားကြပါတယ်အဲ့ဒီနောက်ဒီတန်ဖိုးကြီးကုန်တီတွေကို truck ကားပေါ်တင်ပြီးတရုတ်နိုင်ငံကိုဖြတ်ကျော်ကကီလိုမီတာထောင်ပေါင်းများစွာဝေးတဲ့ကာဇက်စတန်ကို ဘာပြဿနာမရှိပဲဖြတ်တန်းပါတယ်။ဒါပေမဲ့တကယ်အိမ်မဆိုးကခရီးစဉ်ရဲ့နောက်ဆုံးမှတ်တိုင်ဖြစ်တဲ့ကာဇက်စတန်ရုရှားနယ်စပ်ကဖုံထူပြီးလူရှုပ်တဲ့အကောက်ခွန်ဂိတ်မှာစတင်မာတော့တယ်။ဒီနေရာမှာရုရှားအကောက်ခွန်ရာရှိတွေကတရုတ်ထရက်ကားတိုင်းကိုအလားအလာရှိတဲ့ချင်းချောက်မှုတစ်ခုလိုရှုမြင်လာကြပါတယ်။ကားကို X-ray ရိုက်စစ်ဆေးတဲ့အခါအတွေ့အကြုံရှိတဲ့ရာရှိတစ်ယောက်ကတာမန်မဟုတ်တဲ့တန်တရားဖြစ်စရာအနေထားတစ်ခုကိုသတိထားမိသွားပါတယ်။ကုန်ပစ္စည်းတွေကိုကားပေါ်ကချတစ်တာတွေကိုဖြန့်ဖောက်လိုက်တဲ့အခါဒစိအတုတွေအောက်မှာဟွက်ထားတဲ့ တားမြစ်ထားတဲ့ microchips ထောင်ပေါင်းများစွာကိုဖော်ထုတ်တွေ့ရှိသွားပါတော့တယ်။ဒီလိုဖန်ဆီးရမှုတွေများလာတာနဲ့မျှရုရှားဘက်ကစစ်ဆေးရေးဂိတ်တွေပုံမှုတင်းကျပ်လာပြီးဒီနောက်မှာတော့ကာဇက်စတန်ကပါလမ်းကြောင်းကိုလုံးဝပိတ်ဆို့လိုက်တဲ့အထိအကျိုးဆက်တွေဇက်တိုက်ဖြစ်ပေါ်လာခဲ့တာပါပဲ။အခုကီလိုမီတာထောင်ပေါင်းများစွာဝေးတဲ့ရုရှားရဲ့အကြီးဆုံးတင့်ကားဆက်ယုံဒီစီကိုပြောင်းကြည့်လိုက်ကြရအောင်ပါ။ဒီနေရာမှာအခြေအနေကတကယ်ကိုထိတ်လန့်စရာကောင်းပါတယ်။ဆက်ယုံရဲ့ကြီးမားတဲ့တက်စင်ရေးလိုင်းပေါ်မှာအသက်ဆက်ဆက် T90M တင့်ကားကိုယ်တဲ့ဓာစင်ပေါင်းများစွာဟာ အားလုံးဒီပါပြီးစီးနေပေမယ့်အချောတက်ဖို့အတွက်တိတ်ဆိတ်စွာစောင့်ဆိုင်းနေကြပါတယ်။ပြဿနာရဲ့အရင်းအမြစ်ကရှင်းပါတယ်။အဲ့ဒီစနစ်တွေကိုလဲပတ်ဖို့အတွက်လိုအပ်တဲ့အရေးပါတဲ့ FPGA chips တွေဟာဘယ်တော့မှရောက်မလာတာပါပဲ။ဒီအတွက်တောင်းတင်ကားတွေရဲ့အုံနောက်ဖြစ်တဲ့ပြစ်ခတ်မှုထိန်းချုပ်ရေးစနစ်တွေကိုတက်ဆင်လို့မရတော့ပါဘူး။ရလကတော့ထုတ်လို့ရေးလိုင်းကြီးတစ်ခုလုံးရပ်ဆိုင်းသွားပါတော့တယ်။အလုတ်သမားထောင်ပေါင်းများစွာကိုလာစားမဲ့ခွင့်ပေးလိုက်ရတယ်လို့တချို့ကတော့ဆက်ယုံတန်ရှင်းရေးလုပ်ခိုင်းတာလိုမျိုးအတိတ်ပဲမရှိတဲ့အလုပ်တွေမှာတာဝန်ချထားလိုက်ရပါတယ်။ ။အဆိုဆုံးကတော့ဒီဆက်ယုံဟာနိုင်ငံတော်ကိုပေးထားတဲ့ထုတ်လုပ်ရေးကတိကဝတ်ကိုမဖြည့်ဆည်းနိုင်တော့ပါဘူး။ဒီခွင်းဆက်တက်ရောက်မှုရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးတက်ရောက်မှုကတော့ Ukraine Donetsk စစ်မျက်နှာကရုရှားတန်ကြပ်ကတပ်မဟာတစ်ခုစီကိုရောက်သွားပါတယ်။ဒီတပ်မဟာဟာနွေရာသီတိုက်ပွဲတွေမှာသူ့ရဲ့တင်ကားတဝက်ကိုဆုံးရှုံးခဲ့ရပြီးမော်စကိုကနေပို့ပေးမဲ့ T90M တင်ကားအစ်တွေကိုလာပေါင်းများစွာစောင့်မျှော်နေကြတာပါ။ဒါပေမဲ့စစ်မြေပြင်ကိုအင်အင်အားဖြည့်ပေးမဲ့အဲ့ဒီတင်ကားတွေက microchips တစ်ခုတည်းကြောင့်စိတ်ဆက်ယုံထဲမှာ တန်တုံးကြီးတွေအဖြစ်ငြိမ်သက်နေပါတော့တယ်။အင်အားဖြစ်တည်မှုမရှိတဲ့ဒီတပ်မဟာဟာယူကရိန်းရဲ့ခေတ်မီအနောက်နိုင်ငံလုံတင်ကားတွေနဲ့တင်ကားဖြတ်တုံးကြီးတွေရှိမှပို့ပြီးအားနည်းသွားပါတော့တယ်။ဒီလိုထောက်ပံ့ရေးပြတ်တောက်မှုကတိုက်ပွဲရလဒ်ကိုဓာတ်ရိုက်ပြောင်းလဲနိုင်တဲ့အခြေအနေတစ်ခုပါ။ဒီလိုပြင်းထန်နိုင်တဲ့ထောက်ပံ့ရေးအကြက်တွေကရုရှားကိုခတ်ခဲပြီးအန္တရာယ်များတဲ့ရွေးချယ်စရာသုံးခုနဲ့ရင်ဆိုင်စေခဲ့ပါတယ်။၁။ကိုယ်နိုင်ငံရဲ့အကောက်ခွန်ထိန်းချုပ်မှုတွေကိုဖြေလျှော့ပေးဖို့ဒီရွေးချယ်မှုကတရုတ်လိုစိတ်ပိုင်းတွေကိုနိုင်ငံတည်းအလွယ်တကူဝင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဒါဟာထုတ်လုပ်ရေးလိုင်းကိုတော့ပြန်လည်စတင်နိုင်ပေမဲ့အနောက်နိုင်ငံတွေရဲ့ဒုတိယအဆင့်ပိတ်ဆို့မှုတွေကိုချက်ချင်းဖိတ်ခေါ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ရုရှားစီးပွားရေးအတွက်နောက်ထပ်ပုံမူကြီးမားတဲ့ထုတ်နှက်ချက်တွေကိုရင်ဆိုင်ရမယ့်အန္တရာယ်ရှိပါတယ်။နှစ်တရုတ်ကဓာတ်ရိုက်ကြောင်းဝင်ဆက်ဖက်လာနိုင်ကြီးဒီရွေးချယ်မှုကပို့ပြီးတော့တန်တမန်ရေးရာကိစ္စပါ။ပေကျင်းဟာသူ့ရဲ့ကုန်သတွေဒေါ်လာဘီလီယံချီဆုံးရှုံးနေတာကိုကြည့်မနေနိုင်တော့ပဲ။မော်စကိုကိုထောက်ပံ့ရေးကွင်းဆက်ဖြည့်လျှော့ပေးဖို့တောင်းဆိုလာနိုင်ပါတယ်။ဒီလိုတောင်းဆိုလာမယ်ဆိုရင်တော့သူတို့နှစ်ဦးကြေညာထားတဲ့ အကန့်အသတ်မရှိတဲ့မိဖက်ဆက်ဆံရေးဆိုတာဟာစီးပွားရေးအကျိုးမြတ်တသက်ပေါ်မှာပဲမူတည်နေတယ်ဆိုတာကိုကဘာကပိုပြီးပေါ်လင်ထင်ရှားသွားမြင်တွေ့သွားပါလိမ့်မယ်။ရုရှားအနေနဲ့တရုတ်ကိုမချေနှက်အောင်လုပ်မိရင်စီးပွားရေးအရာအကြီးအကျယ်တန်ခတ်ခံရနိုင်ကြီးရှိပါတယ်။၃။အခြားလမ်းကြောင်းတွေကိုပြောင်းသုံးမှုရုရှားနဲ့တရုတ်ဟာဒီပိတ်ဆို့မှုကိုရှောင်ကွင်းမှုအတွက်မွန်ဂိုလီးယားကိုဖြတ်တဲ့ကုန်းလမ်းကြောင်းအသစ်တွေဒါမှမဟုတ်မြောက်ဝင်ရိုးစွန်းကနေပင်လယ်ရေကြောင်းလမ်းတွေကိုကြိုးစားအကောင့်ထဲပေါ်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုလမ်းကြောင်းအသစ်တွေဟာပိုပြီးရှည်လျားပါမယ်။ ကုန်ကြစရိတ်လည်းပိုများပါလိမ့်မယ်။အရေးကြီးဆုံးကတော့ရာသီဥတုပေါ်မူတည်ပြီးတည်ယူပို့ဆောင်နိုင်စွမ်းလည်းအများကြီးနှဲပါလာကြောင်းအ мян လိုအပ်နေတဲ့စစ်ပစ္စည်းထောက်ပံ့မှုအတွက်အချိန်မီမှာမဟုတ်ပါဘူး။နောက်ဆုံးမှာတော့ရုရှားဟာပြည်ပြည်စုံနဲ့ထောင်ချောက်တခုတွေကိုရောက်သွားခဲ့ပါပြီ။သူဟာအပြင်ကနေကာဇက်စတန်ကချမှတ်လိုက်တဲ့ဤပညာပိတ်ဆို့မှုကိုခံနေရသလိုအတွင်းကနေကိုနိုင်ငံသားတွေကိုရိုင်းကစတင်လိုက်တဲ့တည်ယူပို့ဆောင်ရေးဆိုင်ရာပုံကံမှုကိုပါတပြိုင်တည်းခံနေရပါတယ်။ဒီဖြစ်ပျက်တွေကပြသနေတာကတော့ ရုရှားဟာဒီပွဲကိုယူကရိန်းကြောင့်ဒါမှမဟုတ်နေတိုးကြောင့်ရှုံးနေကြတာမဟုတ်ပဲကိုပိုင်တန်တရားလုံခဲ့မှုနဲ့အရေးချင်းမရှိမှုတွေကြောင့်သာရှုံးနေခဲ့တယ်ဖြစ်တယ်ဆိုတဲ့အချက်ပါပဲကာဇက်စတန်ကတော့သူရလာတဲ့အသာသီးရမှုကိုလိမ္မာပါနဲ့စွာအသုံးချပြီးခရမ်လင်ရဲ့အမှားကိုထောင်ချောက်တစ်ခုဖြစ်ပြောင်းလဲပစ်လိုက်နိုင်ခဲ့ပါတော့တယ်နိုင်ငံတကာသံတမန်ကြီးနဲ့စီးပွားရေးလောကမှာအကြီးအမားဆုံးနဲ့အရေးပါဆုံးကစားသမားဖြစ်တဲ့ရုရှားကိုသူ့ရဲ့အရင်းနှီးဆုံးမဟာမိတ်ဟောင်းတစ်ဦးကညံဒီညံနဲ့တုံးကအသာသီးယူထားတဲ့ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ် ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့သုံးသပ်ချက်တွေကိုအမြဲမပြတ်ကြည့်ရှုနိုင်ဖို့ဒီဗီဒီယိုကို like လုပ်ပြီး channel ကို subscribe လုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျာ။